င်္ဂလာပါရှင်ရှမ်းအင်ကိုမီဒီယာကကြိုဆိုပါတယ်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကျိုင်းတုံမြို့နန့်ခင်ချောင်းတဲနှုံတူဘောပေါင်းစင်ချင်းလုံငန်းအားကွင်းစင်ကြည့်ရှုစစ်စစ်ရဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်ဝန်ကြီးများပြည်နယ်ဆိုရအဖွဲ့တွင်ရင်းမှုရှမ်းပြည်နယ်ရှိပိုင်းပြည်နယ်ဆိုရအဖွဲ့ခွင့်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများလိုက်ပါလျက်မေလ15ရက်နံနက်9:00ခွဲကကျိုင်းတုံမြို့ ရန်လုံကြီးရွာကျိုင်းဖောင်းကြီးရွာအနီးနန့်ခင်ချောင်းတင်းနုံတူဖော်ပေါင်စင်ချင်းလုပ်ငန်းဆောင်ရွက်နေမှုအားတောရောက်ကြည့်ရှုစစ်ဆေးရာရှမ်းပြည်နယ်ရေပိုင်ပြည်နယ်စင်မြောင်းနယ်ရေတုံးချရေဦးစီးဌာနမှတာဝန်ရှိသူတအုပ်ကရှင်းလင်းတင်ပြခဲ့ပါတယ်ပြည်နယ်ဝန်ကြီးချုပ်ကလုပ်ငန်းနှင့်ပတ်သက်၍အကျိုးထိရောက်စွာဆောင်ရွက်ပြီးရင်နှင့်တက်မှတ်ကာလပြည့်စည်အောင် ဆောင်ရွက်ပြီးရင်လိုအပ်ပါကြောင်း တူးဖော်ပြီးနေရာအားပြန်လည်တိုင်းတာပြရန်နှင့်ချောင်းဤငကူမူလပမာဏနှင့်လက်ရှိပမာဏကို တိုင်းတာပြရန်လိုအပ်ပါကြောင်းဖြည့်စွက်မှကြားခဲ့ပါသည်အဆိုပါနန့်ခင်ချောင်းတဲနှုံတူးဖော်ပေါင်းစင်ခြင်းလုပ်ငန်းတွင်တူးဖော်မီအလျာ9500ပီအောက်စီအကျဲ60ပီပြည့်မြတ်အနက်3ပေ6လမှရေကြီးခြင်းပမာဏ 23385ကျင်းအကျိုးပြုဧက3650ဧကနှင့်လုပ်ငန်းစတင်ဆောင်ရွက်မှုမှာ2025ခုနှစ်မတ်လ23ရက်နေ့စတင်ကြောင်းသိရှိရပါတယ်။ထို့မှတစဉ်ပြည်내ဝန်ကြီးချုပ်နေအဖွဲ့သည်မိတ်တီလာတောင်ကြီးကျိုင်းတုံတာချီလိန်လန်း တာကောမိုင်းပြင်ကျိုင်းတုံအပိုင်းမိုင်း366ပိုင်းခုံအနီးတွင်ရင်းအနေရကင်းရှင်းစီရေးဆောင်ရွက်ထားရှိမှုအားတောရောက်ကြည့်ရှုစစ်ဆေးရာရှမ်းပြည်နယ်အစီပိုင်းပြည်နယ်လံဦးစီးဌာနမှညွှန်ကြားရေးမှူးဦးသူရာစောမှရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည့်များဖြည့်စွက်မှားကြားခဲ့ကြောင်းသိရပါသည်ဆက်လက်၍မိုင်းပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစီဝေခံမ၌ကျင်းပသောပြည်နယ်စိုးရွားဖွဲ့ကမိုင်းပြင်းမြို့နယ်အတွင်းရှိ မျိုးစဘာစိုက်တောင်သူများအတွက်မျိုးစီပြည့်ရပွဲသို့ ပြည်내ဝင်ကြီးချုပ်နေအဖွဲ့တက်ရောက်ပြီးပြည်내ဝင်ကြီးချုပ်ဦးအောင်ကနိုင်ငံတော်အနေဖြင့်ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါကြောင်းတောင်သူများကိုသက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှပညာပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့်အလေးနက်ထားဆောင်ရွက်ပေးစီလိုပါကြောင်းရာဂီမုံတိုင်းတန်းကြောင်စိုက်ခင်းများထိခိုက်ပျက်စီးမှုများရှိသည့်ဖြင့်ပြည်내ဆိုးရွားအဖွဲ့အနေဖြင့်ထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပါကြောင်း တောင်သူများအနေဖြင့်စိုက်ပျိုးထားသောတည်နံများအထွက်တိုးစီရန်တတိမာနှစ်တိစိုက်ပျိုးပြည်ရန်နှင့်တောင်သူများဝင်ငွေတိုးမှဖြစ်ကြောင်းတောင်သူများလိုအပ်သောစိုက်ပျိုးရေးရည်များကိုလည်းဆိုလာစနစ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်လိုအပ်ချက်များရှိပါကဌာနဆိုင်ရာများတောင်သူများမှတင်ပြပေးစီလိုကြောင်းတောင်သူများအားပျက်စီးသွားသည့်နေရာတွင်မိုးစဘာများကိုထောက်ပံ့ပေးရသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။၎င်းနောက်ပြည်내စိုက်ပျိုးရေးဦးစီးဌာနပြည်내ဦးစီးမှုဦးချိုနိုင်ထွန်းကမျိုးစေ့ထောက်ပံ့ပေးရခြင်းအကြောင်းရှင်းလင်းပြောကြားပြီးပြည်내ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်내ဝန်ကြီးများပြည်내ဆွေးရဖွဲ့အတွင်းမှုနှင့်တာဝန်ရှိသူများကဝမ်ဖြစ်ကြည်ရွာအုပ်စုစင်မောင်းကြည်ရွာအုပ်စုပန်းနောင်လုံးကြည်ရွာအုပ်စုနောင်ကွဲကြည်ရွာအုပ်စုဖာဝေါ်ကြည်ရွာအုပ်စုနာချောင်းကြည်ရွာအုပ်စုရန်မိုင်းကြည်ရွာအုပ်စုစီတောင်းသူများအားမျိုးစေ့ထောက်ပံ့ပေးခဲ့ကြကြောင်းသိရှိရပါသည် ရင်းနောက်ဒေသခံတောင်သူများကိုစားတောင်သူတအူးကကျေးဇူးတင်စကားပြန်လည်ပြောကြပြီးတောင်သူများလိုအပ်ချက်ဖြစ်သောဒေသအတွက်တောက်သုံးရင်ရရှိရေးအခက်အခဲများတင်ပြရာပြည်내ဝန်ကြီးချုပ်ကသက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။တောင်သူများအားရဲပြည်내ဆွေးရဖွဲ့မှခေါင်လိုင်းပေါက်စပားမျိုးခေါင်လိုင်းစပားမျိုးခေါင်မွန်စပားမျိုး DU60 စပားမျိုးရှင်ရင်အေးစပားမျိုးကုန်းမြင့်နှစ်စပားမျိုးခေါင်လိုင်းဝမ်စပားမျိုး ခေါက်လိုင်းစံကန်းစပားမျိုးတပင်းကူစပားမျိုးများထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည် ထို့နောက်ပြည်내ဝန်ကြီးချုပ်နေအဖွဲ့သည်မိုင်းပြင်းဆောက်လုပ်ရေးဦးစီးဌာနအေအိတ်တာသို့ရောက်ရှိရာရှမ်းပြည်နယ်အစီအပိုင်းပြည်내လမ်းဦးစီးဌာနညွှန်ကြားရေးမှူးဦးသူဒါဇော်မှတာကော်မိုင်းပြင်းလမ်းအပိုင်းတွင်၂၉နေရာ၌လမ်းတာချဲခြင်းလမ်း၃၀ပြည့်အခြေဆောင်ရွက်မှုများဆောင်ရွက်ရန်လမ်းပိုများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးချုပ်ကလမ်းများကိုတတ်မှတ်ထားသည့်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ပေးစီလိုကြောင်း ၊ရခင်ကက်တရာလမ်းများရင်တိုင်စားမှုမျိုးမရှိစေရန်နှင့်လမ်းကြောင်းပြတ်တောက်မှုမရှိစေရန်ကွင်းစင်းဆောင်ရွက်ကာကွယ်ပေးရန်လိုအပ်ပါကြောင်းမှာကြားပြီးလမ်းတာချဲဆောင်ရွက်နေသည့်နေရာ၊ကြောက်လန်းနှစ်ဖက်ချဲ့ခြင်းနေရာ၊ကြောက်စီရီမြောင်းနေရာ၊ဆောင်ရွက်မိနေရာတို့သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရပါတယ်ရှင်။